thank uh you -huh. ္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူမျိုးနဲ့ပြိုင်းစစ်ဂွေရွာစစ်ကောင်စီတပ်စခန်းကိုအေးအေးတိုက်ခိုက်တိုင်ပိုင်မှုစစ်တပ်ဗမာ90ထက်မနည်းတေဆုံးပြီးအများအပြားအရှင်ဖန်စီရရှိရဲ့ကြောင့်တင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးအမှတ်30နေရဲတရင်ကကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ဂွေချင်းရွာရှိစစ်ကောင်စီတပ်စခန်းကိုအရခတ်တပ်တော်ရင်ကတိုက်ခိုက်ရာစစ်ကောင်စီတပ်သား90ဦးထက်မနည်းတေဆုံးသွားပြီးအများအပြားကိုအရှင်ဖန်စီရရှိရဲ့လို့အေးအေးတရင်ရင်းမြစ်တွေကပြောဆိုပါတယ်အင်အားတရာရှိတဲ့ပြိုင်းစစ်ဂွေချင်းရွာရှိစ စစ်ကောင်စီစခန်းကိုအာရကတက်တော်အင်ကအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့အမှတ်30နှစ်ရဲတပ်ရင်းကိုလည်းအင်ကဝင်ရံပိတ်ဆို့နေစဉ်တိုက်ခိုက်နေကြောင်းအခုရက်ပိုင်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား90ဦးထပ်မင်းကိုရှင်းလင်းနိုင်ခဲ့ပြီးအများအပြားအရှင်ဖမ်းဆီးရရှိကြောင်းသိရပါတယ်။ကြောက်ပြူမျိုးနယ်ရှိစစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကူပေးပို့နိုင်ခြင်းမရှိသေးဘဲအာရကတက်တော်အင်ကအဖက်ဖက်မှဝင်ရံပိတ်ဆို့ဖျက်တောက်ထားကြောင်းအေအေရဲ့ကြောက်ပြူမျိုးတိုင်းတိုက်ပွဲမှာစစ်ကောင်စီရဲ့နှမ်းဖဲတောင်တပ်စခန်းမင်းတက်တောင်တပ်စခန်းနဲ့လက် မော်တပ်စခန်းတို့ကိုတိုက်ပိုင်ထားပြီးလက်ရှိမှာအမှတ်32ရက်တရင်ကိုဥတီတိုက်ခိုက်နေကြောင်းသိရပါဗျ။ ကြားပြူတိုက်ပွဲကိုစစ်ကောင်စီကကြီးရည်လီသုံးခုစလုံးနဲ့ခုခံတိုက်ခိုက်နေပေမဲ့အရကတက်တော်အေးစင်ကြီးအသားစင်းရရှိနေကြောင်းရခိုင်ပြည်စင်ကြီးသုံးသက်သူတွေကပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဘာကန့်တိုက်ပွဲနှစ်ရက်အတွင်းတည်ဆောင်းတဲ့စစ်ကောင်စီတပ်စီဦးစီးမှုအပါအဝင်အလောင်း30ကျော်ကိုဘာကန့်တက်မှမှတကြိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဘာကန့်မြို့မှာမော်စီစာချင်းရွာဘုရားကုန်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားနေကြောင်းသိရပါတယ်။မော်စီစာဘုရားကုန်းမှာတပ်ဆွဲနေတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့ဇွန်လ16ရက်နေ့နဲ့19ရက် တို့မှာကချင်လူလတ်ရေးတမရ KI နဲ့ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်မှတမ33စေဦးစီမှုဒုတိယရန်ပုံမှုဖြိုသက်စွာပါဝင်30ကျော်တည်ဆုံးခဲ့ကြောင်းသိရပါဗျ။စီရင်အချိန်ကပုံမြင့်လာတဲ့စေဦးစီမှုတည်တယ်လို့သတင်းတွေထွက်လာပြီးကလေးကမော်စီစာနဲ့ဂရီမော်ဘက်ကိုအင်အားဖြည့်စစ်ကြောင်းထိုးတာတွေလှုပ်လာတဲ့စစ်တပ်ဘက်ကတည်ဆုံးသူများတယ်လို့ကချင်စီရင်သတင်းအရေးမြစ်တွေကပြောပါဗျ။ပုံမှုဖြိုသက်စွာရေရှုံလောက်ကိုမော်ဝမ် ချင်းရွာအနီးမှာမြုံနံတချို့ခဲ့ကြပြီးပြန်လည်တည်ယူသွားတဲ့စစ်ကောင်စီအလောင်း30ကျော်ကိုဖားကန်တမကုံမှတချို့ခဲ့ကြောင်းသိရပါတယ်။စေဦးစီမှုတည်ဆောင်းခဲ့ပြီးတဲ့နောက်တိုက်ပွဲမှာပုံမပြင်းထန်လာပြီးဇွန်လ18ရက်နေ့မှာမော်စီစာနဲ့ဂရီမော်ကြားမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဒါအပြင်မော်ဝမ်းကြီးမော်ဝမ်းလေးအနီးမှာလည်းဇွန်လ19ရက်နေ့မှာမနက်9နိုင်ချိန်ကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကအဲ့ဒီနေ့ညနေပိုင်းမှာမော်ဝမ်းလေးဘက်ကိုလေကြောင်းမှစတင်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။ဖားကန်တမကုံ ံမှာဇွန်လ16ရက်နဲ့19ရက်နေ့ရက်အတွင်းအလောင်း32လောင်းတကြိုခဲ့တယ်လို့ကချင်စီတတိယအရှင်မြစ်တွေစီကသိရပါတယ်ပြီးခဲ့တဲ့ဇွန်လတရက်ကစပြီးမော်စီစာဘုရားကုန်းမှာတဆွဲနေတဲ့စစ်ကောင်စီတပ်ကမော်ရီကိုလှည့်လည်ပြီးဆိုင်ရန်တရားတွေကိုမိရှုဖြက်စီမှုတွေပြုလုပ်လျက်ရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်မင်းအောင်လိုင်းမိသားစုရဲ့ကိုပိုင်လေရင်အတွက်လေရင်ထိမ့်ပေးနေတဲ့24 hour company pension crony အောင်အောင်စော်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကသူနဲ့သူ့ရဲ့မိသားစုစီးနင်းနေတဲ့လေရင်ကို ငားရင်အသုံးပြုနေရကနေအပြက်ဝယ်ယူလိုက်ပါတယ်။ဒီနှစ် February 17ရက်မှာမင်းရောင်လိုင်းကအမေရိကန်နိုင်ငံ Aviation Capital Group ထံမှငားရင်ထားတဲ့ Airbus အမျိုးအစား A319115 MSN5193 လေးယင်း XYALK ကို American Dollar တန်း60နီးပါးနဲ့ဝယ်ယူလိုက်တာဖြစ်ပါတယ်။အဲ့ဒီလေးယင်းဝယ်ယူမှုမှာအဓိကအမိခံပေးတာလေးယင်းကိုနိုင်ငံတကာလေးပိုင်နဲ့မှာအရက်ဖက်လေးယင်းဖြင့်ပြန်တန်းခွင့်ရှိအောင်လှုပ်ဆောင်ပေးတာလေးယင်းကိုထိန်းသိမ်းမှုအတွက်တာဝန်ခံလှုပ်ဆောင်ပေးနေသူတအုပ်ရှိပါတယ်။ မင်းရောင်လိုင်းနဲ့မိသားစုအတုံးပြုတ်ဖို့ဝယ်ယူလိုက်တဲ့လေရင်ကို MEI ကအပြည်ပြည်ဆိုင်ရာမြမနေချောင်းလန်းကနာမည်ခံပေးထားတာလည်းဖြစ်ပါတယ်။ MEI ရဲ့ပိုင်ရှင်ကတော့မင်းရောင်လိုင်းရဲ့မျှစမှုနဲ့ကြီးပွားလာနေတဲ့စစ်တပ် Chrony 24 hour company ပိုင်ရှင်ဖြစ်တဲ့အောင်အောင်စောပဲဖြစ်ပါတယ်။ မင်းအောင်လိုင်းက iPad အမျိုးအစား A319115MSN5193 လေးရင် XYALK ကိုအပိုင်ဝင်ယူဖို့အဆုံးဖြတ်လိုက်ချိန်မှာတကယ်တမ်းလက်တွေ့အကောင့်ထဲပေါ်ပြီးခင်ရသူဟာခရိုနီအောင်အောင်ဆုံးဖြစ်ပါတယ်။လေးရင်ကိုအပိုင်ဝင်ဖို့ညှိနှိုင်းပေးတာလေးရင်အမခံရဖို့နဲ့လေးရင်စီးလုံးဝယ်နိုင်အောင်ခရိုနီအောင်အောင်ဆုံးနဲ့သူပိုင်ဆိုင်တဲ့ MMI ကအဓိကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တကယ်တမ်းအရောင်းဝယ်မှတ်တမ်းနဲ့စာချုပ်တွေမှာကလက်မှတ်ထိုးတာကလည်း MMI ကနာမည်ကလက်မှတ်ထိုးပေးတာဖြစ်ပါတယ်။ဒါအပြင်မင်းအောင်လိုင်းမိသားစုအတွက်ကိုပိုင်လေးရင်ရဲ့အထွေထွေ လိုအပ်ချက်တွေဖြစ်တဲ့ အရာတွေအားလုံးကိုလည်း MEI ကတာဝန်ယူပြီးစစ်ကောင်စီရဲ့လီဒတ်နဲ့ပါပူးပေါင်းထားလိုက်ပါတယ်။2021မတ်လပိုင်းကစပြီးမင်းအောင်လိုင်းရုရှားသွားနိုင်အောင်လင်းရင်ခီးစဉ်အစအဆုံးကို စီစဉ်ပေးခဲ့တာကလည်းအောင်အောင်စောနဲ့ MEI ကဖြစ်ပြီးအခုချိန်ထိလည်းကူညီပေးနေပါတယ်။အခုနောက်ဆုံးလီတက်မှာဘုံကျဲတော်တဲ့ဆင့်ရရှိလင်းရင်ပိုင်းတော်တွေကိုလင်းရင်မူကြီးတနန်းတွေပေးပြီး MEI မှာရက်ဖက်လင်းရင်မူလာစာလဲစာစစ်တပ်ကလာစာလဲစာတဲ့နှစ်သီးစာလင်းရင်မူတွေဖြစ်အောင်စောကလက်ခံခန့်ထားပေးတာပါ။စစ်တပ် ောင့်ခရိုနီဖြစ်လာတဲ့အာအောင်စောကစစ်တပ်နဲ့မင်းအောင်လိုင်းအတွက်အဓိကထောက်တိုင်လူယုံစီးပွားရေးတမတုံနဲ့ဖြစ်ပါရယ်အကြံဖက်မင်းအောင်လိုင်းအာနာသိမ်းထားတဲ့၄နှစ်ကျော်ကာလအတွင်းမှာမြမစီးပွားရေးလက်ပိုင်ခွင့်တွေကစစ်တပ်နဲ့ကြီးပြူအစဉ်ပြေသူတွေလက်ထဲကိုအလုံးရင်းနဲ့ကိုရောက်ရှိလာနေပါတယ်ထိတ်တန့်အချမ်းသာဆုံးပုဂ္ဂိုလ်ကမင်းအောင်လိုင်းနဲ့အောင်ပြည့်စုံလို့တားဖဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့ခရိုနီလက်သက်တွေတဖြည်းဖြည်းပေါ်လာပါတယ်ဒီထဲမှာ24 hour ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့အာအောင်စောလည်းအပါအဝင်ဖြစ်ပါတယ်2003ခုနှစ်မှာ24 hour ကုမ္ပဏီကိုစတင်ထူထောင်ထားခဲ့ပါတယ်အဲ့ဒီအချိန် င်ကအာနာရှင်တန်းရွှေစစ်တပ်ကြီးစိုးနေတဲ့ကာလဖြစ်ပြီးစစ်တပ်နဲ့နီးစပ်သူတွေအကူအညီနဲ့ပဲအင်ချမ်းမြေလုပ်ငန်းတပ်တူမိုင်းတူဖော်ရေးအတွက်သူတေသနာနဲ့စစ်တပ်လုပ်ပေးခြင်းဝန်ဆောင်မှုတွေနဲ့လုပ်ငန်းစတင်ခဲ့ပါတယ်။ စတင်လောက်ကင်ချင်းကလေးကတင်ရန်ဇာတ2.0လုပ်ငန်းတွေမှာလောက်ပိုင်ခွင့်ဤအထူးအကြီးကျယ်လောက်ကင်ခဲ့တာမို့စစ်တပ်ရဲ့ပံ့ပိုးမှုလောက်ပေးခွင့်ပေးမှုတွေကြောင့်ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်။သူရဲ့ကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ထင်သာမြင်သာဖြစ်မှုတွေကိုကြည့်ရင်အချိန်တိုကာလတစ်ခုအတွင်းမှာလုပ်ငန်းတွေကတရှိန်ထိုးကြီးပွားနေတာမြင်ရပါတယ်။2005ခုနှစ်ကြောင်းပြီးသွေးရွှေနဲ့ခဲမပြူအဖျိုင်းနဲ့2.0ခွင့်လုပ်ငန်းတွေအများအပြားလောက်ပိုင်ခွင့်ရရှိခဲ့ပါတယ်။2013ခုနှစ်မှာတော့စီအောင်ဆိုင်ပြိုးအေက9000နဲ့တနင်္သာရီတိုင်းမှာစီအောင်ဆိုင်ပြိုးထုတ်လုပ်ရေးလုပ်ငန်းက ိုစတင်ခဲ့ပါတယ်။2016ခုနှစ်မှာကြောင်မီသွေး3လျက်စစ်တာမကဝက်660ထုတ်လုပ်မဲ့လျက်စစ်ထုတ်လုပ်ရေး project ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။2008ခုနှစ်မှာတော့ MEI နဲ့ KBZ လုပ်ငန်းတွေဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။စစ်တွေမှာ Kispanetti ကမ်းခြေအင်အားစီမံကိန်းလမ်းစီမံကိန်းပြည်လက်မြေစီမံကိန်းဟဲဟိုးအပြည့်ပြည့်ဆိုင်ရာလေစိတ်စီမံကိန်းတွေကိုဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။မင်းအောင်လိုက်အာနာတင်ယူပြီးချိန်မှာတော့24 hour လေရင်စီ73စီ ဒီဇယ်ဈေးပြန်ပြူရောင်းချရင်ကုမ္ပဏီကိုထူထောင်ခဲ့ပြီးမင်းအောင်လှိုင်ရဲ့ ရုရှားခီးစင်မှာအမြဲလိုလိုလိုက်ပါသွားလိရှိပါတယ်သူလုပ်ငန်းလုပ်ကင်နေတဲ့လုပ်ငန်းတွေကိုတခုချင်းစီလိုက် ခွဲချမ်းကြည့်မယ်ဆိုရင် လောင်စာစီနဲ့စွန့်ရင်ကန်တာမင်းအောင်လိုင်းအာနာယူပြီးချိန်မှာတော့အောင်အောင်စော်က24နာရီလင်းရင်စီ73စီဒီဇယ်စီပြန်ပြူရောင်းချရေးကုမ္ပဏီ24 Petroleum Limited ကိုထူထောင်ခဲ့ပြီးမင်းအောင်လိုင်းရဲ့ရုရှားခီးစင်တွေမှာအမြဲလိုလိုလိုက်ပါသွားလိရှိတယ်လို့ပြောခဲ့ပြီးပါပြီအခုနောက်ဆုံးရုရှားနဲ့မြန်မာလုပ်ကင်နေတဲ့စွန့်ရင်ကန်တာတွေမှာပါအောင်အောင်စော်ကပအဝင်ပွင့်ရရှိထားပါတယ်ဒါပြင်ရေရလင်းစစ်စီမံကိန်း တွေနဲ့အခြားနည်းပညာနဲ့နှိယစစ်ထုတ်လုပ်မဲ့စီမံကိန်းတွေကိုအဲ့ဒီရုရှားခီးစင်နေထဲမှာဆွေးနွေးခဲ့ပါတယ်ရုရှားသမ္မတပူတင်ကိုယ်တိုင်တက်ပြီးမိန့်ခွန်းပြောခဲ့တဲ့နိုင်ငံတကာရုရှားဆိုင်ရင်ဖိုရမ် raw 21ကိုတက်ရောက်ဖို့မင်းရောင်လိုင်ကအအောင်စော်ကိုလွှတ်ခဲ့ပါတယ်ရုရှား73စီတင်သွင်းဖြန့်ဖြူးရောင်းချရင်လျှက်စစ်တအားထုတ်လုပ်ရေးလုပ်ငန်းဒီမှာအအောင်စော်ကဆက်လက်ပါဝင်လျက်ရှိပါတယ်လက်ရှိမှာလည်းတနင်္သာရီတိုင်းမှာကြောင်မီသွေး3မဂါဝတ်660လျှက်စစ်တအားထုတ်ဆက်ရုံကိုလည်းဆက်လက်လုပ်ကင်လျက်ရှိပါတယ် 2005ခုနှစ်မှာအအောင်စုံရဲ့ကုမ္ပဏီဟာရွှေတောင်မီသွေးခဲမဖြူအဖျိုင်းနဲ့ဒူးဖော်ရည်တွေကိုသက်ကိုင်းတနင်္သာရီနေ့မှာစတင်လုပ်ကိုင်ခဲ့ပါတယ်။အခုချိန်မှာတော့တနင်္သာရီတိုင်းမြစ်ခရိုင်တနင်္သာရီမြို့နယ်အတွင်းမှာတနစ်ကိုတန်သက်တောင်းထုတ်လုပ်နိုင်တဲ့ဘီးလက်မြေဆက်ယုံစီမံကိန်းကိုဆက်လက်လုပ်ကိုင်နေပါတယ်။တောင်မီသွေးတွေဒူးဖော်ဖို့တင်သွင်းဖို့လည်းအမြဲလိုလိုကြိုးစားနေပြီးတောင်မီသွေး၃လျက်စစ်ထုတ်ဆက်ယုံတွေမြောင်များစွာဆက်လက်ဒူးဖော်ဖို့လည်းစီမံကိန်းတွေသူလုပ်ကိုင်နေပါတယ်။လန်ဒတာဖောက်လုံရေးအကောင်သူလုပ်ကိုင်ပါတယ်။စောင်းလုံရေးကဏ္ဍမှာတော့ရှမ်းပြည်နယ်ဟဲ ဲဝလေးစိတ်ကိုပြပြဆိုင်ရာလေးစိတ်ဖြစ်အစစ်မြင့်တင်နေတာရှိပါတယ်နောက်တစ်ခါ